မိတ်ဆွေများအားလုံးမင်္ဂလာပါဒီအရေးတစ္ဆာလေးသုံးစာကိုကျွန်တော်က၈သိန်းနဲ့ဝယ်တာဖြစ်ပါတယ်။ကြောင်လေးတွေကမိတ်ဆွေတို့မြင်ရတဲ့အတိုင်းပဲအဖြူစံတွေထောက်တယ်၊တွင်းထဲမှာအညိတွေပါတယ်၊အနာလည်းများတယ်၊အရေးကာလာလည်းအရင်ကြီးမတည့်ဘူး။အဲ့တော့ဒီကြောင်လေးတွေကိုကျွန်တော်ကအပွင့်ဖြတ်မယ်ဆိုလဲဖြတ်လို့တော့ရတယ်။ဒါပေမဲ့လို့အပွင့်ဖြစ်သွားလို့ရှိရင်ဒီကြောင်နေထားနေရတစ်ခွက်မှာ၅ချက်အောင်၂သိန်း၃သိန်းဆိုတော့ကျွန်တော်ဝယ်ရင်စင်နေဆိုရင်တော့အပွင့်ဆိုရင်တော့ကျွန်တော်ကရှုံးရင်တောင်ရှုံးပါဗျ။အဲ့တော့ကျွန်တော်ကဒီကြောင်လေး၃စာကိုကျွန်တော်ဘဘူးပဲထိုးပါတယ် အဒါပထမအဆုံးစထိုးတဲ့အစာလေးပါအဒီအစာလေးကိုကျွန်တော်ဘူးစရာညီလေးစီသူကနေပြီးတော့မှငါးရုပ်ကလေးထိုးပေးပါတယ်လက်ရလှပါတယ်ကြောက်လေးရအရှိပေါအောင်ထိုးတာဆိုပေမဲ့လို့လည်းအတွင်းထဲမှာရှိနေတဲ့အဆန်တွေကတော်တော်ကြီးများတဲ့အခါကျတော့ဒီပပူးလက်ရနဲ့နှိုက်ထုတ်ပြီးတဲ့အထိတောင်မှာအကြောက်လေးကဟိုအဖြူဆန်လေးတွေပေါ်နေ 3သိန်း3သိန်းခွဲ4သိန်းဒီပဲအမြင့်ဆုံးပေးတာ ਨੇ ကျွန်တော်ကဒီကြောက်ကိုနောက်တစ်ဆင့်အနေနဲ့အထည်ဆင်ပါတယ်အထည်ဆင်ပြီးပွဲတိုက်တဲ့အခါကျတော့ကျွန်တော်ကဟိုအထည်နဲ့ကြောက်ရဲ့အနေထားကိုချိန်ကြည့်တဲ့အခါကျတော့ကြောက်က10ရုပ်တော့ထွက်တယ်ဗျဒါမဲ့လို့ဝိုင်းထဲမှာတိုက်ကြည့်တဲ့အခါကျတော့9သိန်းအမြင့်ဆုံးပေးတယ်ဗျအဲ့ရပိုင်းကကျွန်တော်ကကြောက်ကတောက်လျှောက်ဝယ်နေရတာဆိုတော့ငွေလေးနည်းနည်းလေးလိုတာ ਨੇ ကျွန်တော်ကဒီအိတ်ကြောက်လေးကိုထွက်စည်းတိုင်းပဲကျွန်တော်ရောင်းပေးလိုက်တာဖြစ်ပါတယ် အဲဒါကတော့အထည်ဆင်ထားတဲ့အနေထားလေးပါအဒီစာလေးကဒီသုံးစာထဲမှာကျွန်တော်ခေါင်းထားတဲ့အစာလေးဗျအဲကျန်တဲ့နှစ်စာနဲ့စာရင်တော့ तू ကပို့ပြီးတော့မှရှင်းတာပေါ့ဗျာဒါမဲ့လို့ तू လည်းတွင်းထဲမှာအနာများတယ်ဗျအဲဒါလေးကိုအဲကျွန်တော်ဘဘူးဆရာညီလေးစီ तू ਆ ပဲကြောက်နဲ့အလိုက်ဖက်ဆုံးဒီဇိုင်းကို तू စဉ်းစားပြီးတော့မှမြောက်ရုပ်ကလေးထိုးပေးလိုက်ပါတယ် ဒီကြောင်လေးကိုဝိုင်းထဲမှာပွဲတိုက်ကြည့်တဲ့အခါကျတော့10သိန်း5000ပေးတာနဲ့ကျွန်တော်ကရောင်းပေးလိုက်ပါတယ်အဲဒါဆိုရင်ခုနက5နဲ့ဒီမြောက်ရုံလေးနဲ့နှစ်ခုပေါင်းရောင်းရတဲ့ဟာက ကျွန်တော်ကအရင်10သိန်းထက်ပိုပြီးတော့မှကျွန်တော်ကလက်ခနှုတ်ရောင်းတင်ကနှုတ်အထည်ကနှုတ်ပြီးတော့ကျွန်တော်ကမြတ်နေပြီဗျအဲ့ဒီအပြင်ကိုကျွန်တော်နောက်ထပ်အမြတ်အနေနဲ့က ီမထိုးရသေးတဲ့တစ္ဆာလေးတစ္ဆာကြံပါသေးတယ်ဒါလေးကလည်းထိုးပြီးသွားလို့ရှင်တော့၅ချက်၅ချက်ဝင်းကျင်ရတော့ရမယ်လို့ကျွန်တော်လွယ်လွယ်မှန်းထားပါတယ်ဖိတ်ဆွေများအားလုံးမင်္ဂလာပါဒီတီလေးနှစ်တစ်ကကျွန်တော်ဟိုရဲ့ဘိုင်းက၅သိန်းပွင့်ချင်းနဲ့ဝယ်လိုက်တဲ့ကြောက်လေးတွေဖြစ်ပါတယ်ဒီကြောက်လေးတွေကိုကျွန်တော်ကပပူထိုးပြီးရင်ဒီမင်းစာလေးတစ္ဆာတည်းနေမယ်အရင်ရောမြန်ရောထွက်မယ်လို့ကျွန်တော်တွက်ထားတာဖြစ်ပါတယ်ကြောက်လေးကကြောက်သားတော့မရပါဘူးပြီးတော့အသက်ွက်လေးတွေပါပါတယ်အဲ့တော့ကျွန်တော်တို့က ဒီအသက်ွယ်လေးတွေလည်းပြောက်အောင်ကြောက်အရည်လေးလည်းပေါ်အောင်ကြောက်တဲ့ live ဖက်မဲ့ဒီဇိုင်းလေးစဉ်းစားပြီးတော့မှထိုးရပါတယ်။အဲဒါကတော့ဖီချူးပြန်လေးပါ။အဲတောင်မန်လေးနှစ်ဖက်ပါတယ်ဆိုတော့ဖီချူးပြန်ပေါ့ဗျာ။ကြောက်လေးကလှပါတယ်အရည်လေးပေါ်ပါတယ်။အဲဒီကြောက်လေးကိုကျွန်တော်တို့ကမနေ့ကပဲဝိုင်းထဲမှာ၁၀သိန်းနဲ့ရောင်းလိုက်ပါတယ်။ပုံမှန်ဆိုရင်တော့၁၀သိန်းကနည်းတယ်ဗျ။ကြောက်လေးကဒီဇိုင်းလေးလည်းစမ်းတယ်၊ကာလာလေးလည်းလှတဲ့ခါကျတော့၁၂သိန်း25သိန်းလောက်ကတော့အနည်းဆုံးရတဲ့နယ်ပေါ့ဗျာဒါပေမဲ့ဈေးကွက်မကောင်းတော့ကျွန်တော်တို့ကချိန်ပြီးတော့မှအလုပ်လုပ်ရတာပေါ့ အဲဒါလေးကတော့နောက်တစ်စားပါဒီကောင်လေးကခုနကြောက်နေစာရင်တော့အကြစားပေါ့ဗျာအဲအနမြင်လေးတွေပါတယ်တချို့နေရာမှာအနာလေးတွေကြီးတယ်ကာလာလေးကတော့ကျွန်တော်တို့မီးထိုးရင်ပဲလာတာဗျာချရင်မှာတော့အရန်ကြီးတော့မပေါ်ဘူးပေါ့ဗျာအဒီကြောင်လေးကိုလည်းကျွန်တော်တို့ကဖီချူးလေးပဲထိုးပါတယ်ဒါလေးကတော့ဒီနေ့ဝိုင်းထဲမှာ၃သိန်းပွဲချင်းနဲ့ရောင်းလိုက်ပါတယ်အဲ့တော့ကျွန်တော်တွက်ထားသလိုပဲခေါင်းစာလေးကကျွန်တော်ရဲ့ကြောက်ဖို့အရင်အယောင်တင်လက်ခအပြင် င်္ဂလာဖြစ်တယ်လို့ဒါလေးကတော့ကျွန်တော်တို့အသတင်းအမြတ်ထွက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဗီဒီယိုအစားဆုံးကြည့်ပြီးတယ်မိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။မိတ်ဆွေများအားလုံးမင်္ဂလာပါဒီရေပြသားလေးနှချမ်းကိုကျွန်တော်တို့ကဒီကုဝိုင်းပြထားတဲ့အနာတိုင်းနှင်းပြီးတော့မှအပွင့်ခေါင်းမယ်ဆိုပြီး23သိန်းနဲ့ဝယ်တာဖြစ်ပါတယ်ဒါခုနကကျွန်တော်ဝိုင်းပြထားတဲ့နေရာကနေထွက်လာတဲ့အတစ်ကလေးပါအရေးအောက်ထဲဒီမစင်းပါဘူး မစင်းတဲ့အခါကျတော့ကျွန်တော်တို့ကဒီကြောက်က အပွင့်လိုင်းသွားမယ်ဆိုရင်အဲအရေပေါ်မှာလည်းအနာလေးတွေပါတဲ့အခါကျတော့ဒီကြောက်ကိုအပွင့်ထုတ်မယ်ဆိုရင်ကျွန်တော်တို့ကအရွယ်လည်းမရဘူးမရတဲ့အခါကျတော့အပွင့်လိုင်းသွားမယ်ဆိုရင်တော့ကျွန်တော်ရှုံးနိုင်တယ်ပေါ့ဗျာဒါနဲ့ကျွန်တော်တို့ကအပွင့်လိုင်းမသွားတော့ဘဲနဲ့ဒီကြောက်ကိုပူပူထိုးပါတယ်အဲကျွန်တော်တို့ကဒီအရေးကြောက်လေးတွေဘဘူးလိုင်းသွားတဲ့ခါကျတော့အောက်ကအသက်ခံပေါ့ဗျာဒီအရေးရဲ့ဘေးမှာရှိနေတဲ့အသက်ခံလေးကအဖြူဆိုရင်တော့လှတယ်ဗျာ အဲ့လိုမဟုတ်ဘဲနဲ့အသက်ခံရိတ်တာတို့အသက်ခံညစ်တာတို့ဆိုရင်တော့ကျွန်တော်တို့ကအရေးကိုတိတ်ပြီးတော့မှအားမပေးဘူးပေါ့ဗျာအဲ့တော့အရေးရဲ့ကာလာကအဲ့ဒီအသက်ခံထဲမှာရောပြီးတော့မှအရန်ကြီးမလှဘူးပေါ့ဒါလေးကတော့အရေးလေးလဲလှတယ်ဘေးကအသားလေးကလည်းအဖြူသားဆိုတဲ့အခါကျတော့ဘဟုလိုက်မှာတော့ကျွန်တော်တို့ကအဆင်ပြေပါတယ်အဲဘဘူးထိုးအယောင်တင်ပြီးမှတ်ဆန်းကြည့်တဲ့အခါကျတော့လေကြောက်လေးကကာလာတက်ပါတယ် ဒါကတော့ကျွန်တော်တို့အဲ့ဒီလော်ရယ်ကနေပြီးတော့မှစမ်းထိုးထားတဲ့အစာလေးတွေဖြစ်ပါတယ်ဒီအစာလေးတွေကိုကျွန်တော်တို့ကအရောင်တင်ပြီးတော့ဝိုင်းထဲမှာပွက်တိုက်မယ်ဆိုလို့ရှိရင်မင်္ဂလာကောင်းကောင်းဖြစ်မယ်လို့တော့မျှော်လင့်ထားပါတယ်